ခုဗီဒီယိုကတော့ The Whole Brain Science of Summary ရဲ့အပိုင်း2ပဲဖြစ်ပါတယ်။အပိုင်း1ဗီဒီယိုထဲမှာကလေးရဲ့အုံနောက်တစ်ခုလုံးဖွင့်ပြဖို့အတွက် Left Brain နဲ့ Right Brain ချိတ်ဆက်နိုင်မယ့်ဥပမာလေးတွေကိုပြောခဲ့ပြီးပါပြီ။ဒီအပိုင်းမှာတော့ Upstair Brain နဲ့ Downstair Brain အကြောင်းပြီးတော့ Memory Street အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အုံနောက်ပေါ်ခြံကမလုတ်ခင်စဉ်းစားတတ်တဲ့အကျင့်ကိုလုံးဆောင်ပြီးတော့အုံနောက်အောက်ဖက်ခြံကတော့ခန္ဓာကိုယ်ရဲ့ Automatic Process တွေနဲ့မစဉ်းစားဘဲပြောဆိုလုပ်ကိုင်တတ်တဲ့ Function တွေကိုဆောင်ရွက်ပါတယ်။ကလေး နေနဲ့စိတ်အဆင်မပြေဖြစ်လာရတဲ့အခြေအနေတစ်ခုမှာ downstep brain ကိုတွားပြီးတော့မနှိုးဆွားမိစေဘဲနဲ့စင်စာတွေတော်တဲ့ upstep brain ကိုချိတ်ဆက်ရမယ်လို့ဒီစာအုပ်ထဲမှာစာရေးသူကဆုတ်ထားပါတယ်ဒီဥပမာလေးကိုကြည့်နိုင်ပါတယ်ပုံထဲမှာကလေးကမိမိကိုမုန်းတယ်လို့ပြောပါတယ်မိမိကအဲ့လိုမပြောရဘူးเนาะနောက်ဘယ်တော့မှအဲ့လိုပြောတာမကြားချင်ဘူးဒီလိုပြောမယ့်အစားမိမိကိုမုန်းတယ်လို့ကလေးကပြောတဲ့အခါအိုးသမီးကမိမိကိုတကယ်ကိုစိတ်ဆိုးနေရပါပဲ စသဖြင့်သူ့ရဲ့ခန်းစားချက်ကိုအတိအမှန်ပြုလိုက်ပါတယ်။ကလေးကဟုတ်တယ်မုန်းတယ်လို့ပြောတဲ့အခါမှာမေမေကနေပြီးတော့မေမေကအဲ့ဆွဲချိုးမဝယ်ပြီလို့မချေမနှက်ဖြစ်နေရလားဟုတ်လားအဲ့ဆွဲချိုးကရောင်းဖို့မှမဟုတ်တာတမီးရဲ့တမီးစိတ်ဆိုးခြင်းနဲ့ဆိုးလို့ရတယ်ဒါပေမဲ့ မမေတို့အတူဖြေရှာပြီးတော့တခြားဘာလုပ်ရင်ကောင်းမလဲအတူတူစဉ်းစားလို့ရတယ်လေစသဖြင့်ပြောနိုင်ပါတယ်အဲ့ချိန်မှာတော့ကလေးကဘလိုမျိုးလဲမမေဆိုတဲ့မိခွန်မျိုးပြန်လာနိုင်ပါတယ်ဒါကြောင့်ပြဿနာတခုခုဖြစ်လာပြီဆိုလို့ရှိရင်ကလေးကိုစုပစ်လိုက်အောင်ပစ်လိုက်မယ်အစားအရင်ဆုံးသူ့လေးကိုအာယုံဆိုင်မယ်ပြီးရင်မိခွန်လေးတွေမေးမယ်အဖြေတခုအပြောင်းလဲတခုစီကိုလမ်းကြောင်းပေးမယ်ဘလိုဖြေရှင်းရမလဲဆိုတာကိုသူ့ကိုစဉ်းစားစေရမှာဖြစ်ပါတယ် ောက်အပေါ်ချမ်းကိုမြတ်မြတ်အလုံးလုံးစေဖို့အတွက်ကလေးကိုရွေးချယ်ခွင့်မြတ်မြတ်ပေးရပါမယ်ဒီနေ့ဖနက်အပြာရောင်စီးမလားအဖြူရောင်စီးမလားစတာမျိုးလေးတွေပါကလေးကိုဆုံးဖြတ်ခွင့်ပေးရပါမယ်ကွန်ပျူတာဂိမ်းဝင်မလားဒါမှမဟုတ်ပိုက်ဆံစုပြီးတော့စက်ဘိန်းဝင်မလားစသဖြင့်ရွေးခိုင်းတာမျိုးလုပ်နိုင်ပါတယ်ဒီလိုလုပ်တာကသူတို့ရဲ့စဉ်စားတွေးခေါ်နိုင်စွမ်းဆုံးဖြတ်နိုင်စွမ်းကိုပြိုးထောင်ပေးနေတာဖြစ်ပြီးတော့ App Store Brain နဲ့ချိတ်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ဒါလေးကိုကြည့်နိုင်ပါတယ် ကလေးကပစ္စည်းတစ်ခုကောက်ရလို့သူကလည်းကြိုက်လို့ယူလာခဲ့တယ်ဆိုလို့ရှိရင်ဒါကိုအခုချက်ချင်းသွားထားလို့အဖြေတန်းပြီးတော့ပေးမယ်အစားသမီးကဒါလေးကိုကြိုက်တယ်ယူထားခြင်းနဲ့ဆိုတာလည်းမမေရသိတယ်ဒါပေမဲ့ဒါကိုပိုင်ရှင်ကပြန်လာရှာရင်ဘယ်လိုလုပ်မလဲဆိုတာမျိုးသူ့ကိုကိုယ်တိုင်တွေးတော်တတ်စေဖို့ပြောဆိုရမှာပါကလေးတွေကိုဒီလိုမေးခွန်းလေးတွေများများမေးပေးနိုင်ပါတယ် သမီးကဘလို့ခံစားရလဲသူတို့ဆိုရင်ရောဘလို့ခံစားရမယ်လို့ထင်လဲစားတဲ့မိဘမျိုးတွေဖြစ်ပါတယ်ဒီလိုနဲ့ကလေးတွေက empathy ရှိလာပါလိမ့်မယ်မိဘတွေအနေနဲ့လည်းရှေ့ကနေစံပြအနေနဲ့ပြုမှုဖို့ကလည်းအရေးကြီးပါရဲ့နော် လေးကအရန်ဒေါသထွက်ပြီးတော့စိတ်ဆိုးနေခဲ့တဲ့ဆိုလို့ရှိရင်သူ့ရဲ့ကိုယ်ခန္ဓာကိုလှုပ်ရှားခိုင်းလို့ရပါတယ် body movement က brain chemistry ကိုတကယ်ပဲပြောင်းလဲစေနိုင်တယ်လို့ဆိုထားပါတယ်ဒါကကလေးကိုစိတ်ပြောင်းလဲဖြစ်သွားစေဖို့အတွက်အမြန်ဆုံးနဲ့အလွယ်ကူဆုံးနည်းဖြစ်တဲ့အကြောင်းစာရေးသူကဆိုထားပါတယ်ဒီဥပမာလေးကိုကြည့်နိုင်ပါတယ်ကလေးကတသားအင်ကြီးမဝှေ့ချင်ဘူးကိုတုံးလုံးနဲ့ပဲနေချင်တယ်လို့ပြောရဲဆိုပါဆိုအဲ့ချိန်မှာမေမေတို့ကလား တင်းကြီးဝတ်တဲ့ဂိမ်းဆော့ရအောင်နော်ချမ်ပိန်းချက်ခုံပြီးတော့ဘောင်းမီတဲကိုဝင်ကြည့်ရအောင်ဆိုတာမျိုးလုပ်နိုင်ပါတယ်ဒါဆိုရင်ကလေးကအစိတ်ပြောင်းပြီးတော့တင်းကြီးဝတ်ဘောင်းမီဝတ်ပြီးသားဖြစ်သွားပါလိမ့်မယ်၆တန်းကလေးတယောက်ကအင်စာတွေအရင်များပြီးတော့စိတ်ဖိစီးနေတယ်စိတ်ရှုပ်နေတယ်မိဘနဲ့လည်းပြောဆိုဆက်ဆံတာအဆင်မပြေတော့ဘူးဖြစ်နေတယ်ဆိုလို့ရှိရင်သူ့အနေနဲ့အိမ်အပြင်ကိုခဏပြေးထွက်ပြီးတော့အလုံးသွားကန်လိုက်တာမျိုးခဏသွားပြေးလိုက်တာမျိုးကသူ့ကိုစိတ်အေးချမ်းတည်ငြိမ်ပြီးတော့အိမ်ပြန်လာတဲ့ချိန်မှာအင်စာတွေကိုကောင်းကောင်းကင်တွယ်လာနိုင်စေပါ ပါတယ်။ဒါက body movement ရဲ့အရေးပါမှုပါ။လူကြီးအနေနဲ့လည်းစိတ်ညစ်စရာ၊စိတ်ဖိစီးစရာ၊ဒေါသထွက်စရာဖြစ်နေလို့ရှိရင်ပြည့်စက်ပုံမှာပြေးတာမျိုးကစိတ်သက်သာရရသွားပြီးတော့ပြဿနာကိုအေးအေးဆေးဆေးဖြေရှင်းနိုင်တယ်လို့မျိုးပါပဲနော်။ လေးစီမှာရှိနေတဲ့ခက်ခဲကြမ်းတမ်းတဲ့ memories တွေကိုမရှင်းထုတ်နိုင်ခဲ့လို့ရှိရင်ပြစ်ဆုပ်ပန်တဲ့အနာဂတ်မှာအပြုအမူပိုင်းဆိုင်ရာပြဿနာရှိတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။ကလေးတစ်ယောက်ကမတော်တဆထိခိုက်မိတာလေးဖြစ်ခဲ့ပြီးတော့ကြောင်ပြော်နေရနေကြောင်မသွားကျင်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ဒီလိုချိန်မှာသူ့ကိုပုံမှန်ဘဝတွေပြန်ရောက်အောင်ကောင်းတဲ့ memories တွေကိုများများပြောပြပေးရပါမယ်။ကြောင်မှာပွဲတွေလုပ်တာ တငယ်ချင်းတွေနဲ့ပြောခဲ့ရတာဆီယာမတွေကချီးကျူးတာစတာမျိုးလေးတွေဖြစ်ပါတယ်ဆိုးတဲ့ memory တွေကကလေးတွေစီမှာကလေးတွေရဲ့အမှညာနေမှာဟိုတစားဒီတစားပြန့်ကျဲနေတတ်ပါတယ်သူတို့အနေနဲ့ဘာဖြစ်မှန်ကကနာနာမသိဘဲနဲ့အဲ့ဒီတစုံတရာကိုကြောက်ရွံ့နေတတ်ကြပါတယ်ဒါကိုဖြည့်ရှင်းဖို့အတွက် memory တွေကိုစုစည်းဖို့လိုပါတယ်အဖြစ်တစ်ခုပေးနိုင်ဖို့လိုပါတယ် ဒီပုံလေးထဲမှာဆိုလို့ရှိရင်မိယာကခွေးတွေကိုကြောက်နေပြီးတော့သူမကိုသူမဘာကြောင့်ခွေးတွေကိုကြောက်နေမိမှန်းလည်းမသိပါဘူး။ဒါကိုဖေဖေကနေပြီးတော့မိယာကိုခွေးအကြီးကြီးတကောင်ကဟောင်းလိုက်တဲ့အတွက်မိယာကထိတ်လန့်သွားရတာဖြစ်ကြောင်းသူမမေးနေတဲ့ပုံမြင်လေးကိုပြောပြလိုက်ပါတယ်။ဒီချိန်မှာမိယာကသူ့ရဲ့အမှတ်ဉာဏ်လေးကိုစုစည်းမိပြီးတော့သူမအကြောင်းနေမိတဲ့အရာကခွေးအကြီးကြီးဟောင်းလိုက်လို့ဖြစ်ကြောင်းသိသွားပါတယ်။အဲ့နောက်ပိုင်းမှာတော့သူမကခွေးတွေကိုမကြောက်တော့ဘဲနဲ့နောက်ဆုံးမှခွေးလေးတွေမွေးဖို့အထိသူမအနေနဲ့ရင်းနှီးချစ်ခင်တဲ့ ိတ်ဖြစ်လာတာကိုခံစားရတာဖြစ်ပါတယ်။ကလေးလေးတွေရဲ့ bad memories ကိုမေ့ကျင်တဲ့အခါမှာဒီတိုင်းတိုက်ရိုက်မေးတာတဲ့ game လေးတွေဆော့ပြီးမေးတာမျိုးကပို့ပြီးတော့အဆင်ပြေပါတယ်။ဥပမာအဖြေ၃ခုပေးထားတဲ့ထဲကဘယ်ဟာအမှန်လဲဆိုတာကိုကိုကရွေးလိုက်တာမျိုးပါ။သမီးလေးကဝမ်းနေနေတာ မမီလာမကြိုလို့လားတငယ်ချင်းကမခေါ်လို့လားစမပြီးလို့လားစသဖြင့်အဖြစ်သုံးခုတည်းကနေမှန်လားမှားလားကိုကတခုရွေးပေးလိုက်ရပါမယ်ဒါဆိုလို့ရှိရင်တော့ကလေးရဲ့ကြုံခဲ့ရတဲ့ဖြစ်ရပ်ကိုမမီကတိခွင့်ရပြီးတော့မိခွန်းလေးတွေဆက်ပြီးတော့မေးသွားနိုင်မှာဖြစ်ပါတယ်ကလေးကိုစိတ်ခံစားချက်ဆိုတာကပေါ်လိုက်ပြောက်လိုက်ခဏပဲဖြစ်တယ်ဆိုတာမျိုးကိုပြောပြပေးရပါမယ်ဘလို့ဖြစ်ရပ်ပဲဖြစ်လားဖြစ်လားကိုရဲ့စဉ်းစားတွေးခေါ်ပုံတုံ့ပြန်ပုံခံစားပုံတွေကိုတော့ရွေးချယ်လို့ရတယ်ဆိုတာကိုပြောပြပေးရပါမယ် ်။နောက်တစ်ချက်ကတော့ကလေးကို emotion နဲ့ပတ်သက်တဲ့စကားလုံးတွေကိုကြည်ကြည်ပြန့်ပြန့်သင်ကြားပေးဖို့လိုတယ်လို့စာအုပ်ထဲမှာဖော်ပြထားပါတယ်။ကလေးအနေနဲ့ပူပန်နေ၊စိုးရိမ်နေ၊မနာလိုဘူး၊ပျော်တယ်၊ဝမ်းနေတယ်၊အားငယ်တယ်စိတ်လှုပ်ရှားတယ်ချစ်တယ်မုန်းတယ်မကြိုက်ဘူးကြောက်တယ်စသဖြင့် emotion နဲ့ပတ်သက်တဲ့စကားလုံးတွေကိုညံ့ညားဆဆသိထားလေကောင်းနေပါပဲဒါဆိုရင်တော့သူတို့ရဲ့ခံစားချက်ကိုမှန်မှန်ကန်ကန်ဖော်ပြနိုင်မှာဖြစ်ပါတယ် ကလေးကိုထိန်းချောင်းနေရတဲ့လူကြီးတွေအနေနဲ့ပျော်ပျော်နေတတ်ဖို့လည်းလိုပါတယ်။ပြဿနာကိုဘယ်လိုချိတ်ဆက်ဖြေရှင်းရမလဲသိဖို့လည်းလိုပါတယ်။ပြဿနာတစ်ခုခုကနေကလေးကိုဘာတွေသင်ပေးနိုင်မလဲစဉ်းစားဖို့လိုတယ်လို့စာအုပ်ထဲမှာဖော်ပြထားပါတယ်။ဒီပုံထဲမှာဆိုရင်ကလေးလေးကဖေဖေပဲရေချိုးပေးလို့ပြောပါတယ်။မိမိကနေပြီးတော့ ဖေဖေကမြမလေးကိုသွားသိမ့်နေရတယ်လေနောက်တစ်ခါကျဖေဖေပဲရေချိုးပေးမှာပေါ့ခေါင်းလျှော့ပေးမှာပေါ့လို့ပြောလိုက်ပါတယ်တမီးကအဲ့လိုပဲဆက်ပြီးတော့អော်နေမယ်မတိတ်ဘူးဆိုလို့ရှိရင်ညကျရင်ပုံမြင်စာအုပ်ဖတ်မပြတော့ဘူးဆိုတာမျိုးပြောလိုက်ပါတယ် ဒီလိုမလုပ်ဘဲနဲ့ကိုကဟယ်လိုစမန်တာကအလိုရှိတာပါလားခမညာဒဲဒီလာပါပြီဗျာခေါင်းကို special shop ပေးရမလားစသဖြင့်ကိုကအမျိုးသားရောင်ဆောင်ပြီးတော့ပြောလိုက်တဲ့အခါမှာကလေးနေနဲ့လဲစိတ်ချမ်းသာပျော်ရွှင်သွားမှာဖြစ်ပါတယ်ပြပေမေမေတို့အနေနဲ့မမေးတင်တာက ော့ကိုယ့်ရဲ့စိတ်အခြေအနေကကိုယ့်ကလေးရဲ့စိတ်အခြေအနေကိုလွှမ်းမိုးတယ်ဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့သူတို့ကကိုယ့်မျက်နှာကိုပဲကြည့်နေရတာမို့ပါ။ကိုယ်စိတ်ညစ်လို့ရှိရင်သူတို့လေးလည်းစိတ်ညစ်မယ်။ဒါကြောင့်မို့လို့တတ်နိုင်သမျှပျော်ရွှင်ရတဲ့ဘက်ကိုရအောင်သွားပြီးတော့နေနိုင်ဖို့လိုပါတယ်။ဟုတ်ကဲ့ပါရှင်စာအုပ် summary လေးကတော့ဒီလောက်ပါပဲရှင် The whole brain chain စာအုပ်ကမိဘတွေကိုယ်တိုင်ဖတ်ကြည့်တဲ့စာအုပ်ကောင်တအုပ်ဖြစ်တဲ့အကြောင်းမှတ်ချက်ပေးချင်ပါတယ်